ဒုတိယကမ္ဘာစစ်ပြီးကာစเนาะ1945အလွန်နောက်ပိုင်းမှာเนาะဒုတိယကမ္ဘာစစ်တုန်းကမာမိတ်တွေဖြစ်ကြတယ် US နဲ့ဆိုဗီယက်ရုရှားတို့ကတဖြည်းဖြည်းပေါ့เนาะอืมယုံကြည်မှုတွေကင်းမဲ့ပြီးတော့တင်းမမှုတွေဖြစ်လာရာကနေစပြီးတော့မှအပြန်အဆိုင်တွေဖြစ်လာကြတယ်ဒီလိုနဲ့1958ခုနှစ်မှာဆိုဗီယက်ရုရှားတို့ကစပတ်နစ်လို့ခေါ်တဲ့ နော်ပထမအုပ်ဆုံးလူတွေလှုပ်ထားတဲ့ဂျိုတုကိုသူကလွန့်တင်နိုင်ခဲ့ကြတယ်ဒီလိုနဲ့ US ပစ်ကကြ US ပစ်ကအော်၃လုံး၆ချားပြီးတော့ဗောနော်ဒီဆိုပြီးရုရှားတို့ကငါတို့ကိုကြော်တက်သွားပြီး science နဲ့ technology အပိုင်းမှာငါတို့ထက်တာလွန်သွားပြီးဆိုပြီးတော့မှသူတို့ကနော်အော်အော်စူရင်ပူပန်ပြီးတော့မှသူတို့ရဲ့ national education တစ်ခုလုံးကိုပါသူတို့တွေကြောင်းလဲဖို့ကြိုးစားခဲ့ကြတယ်သူတွေနဲ့1958ခုနှစ်မှာ National Defense Education Act ဆိုပြီးတော့မှာပေါ့နော်ဒီသူတို့ရဲ့ education system ကြီးတစ်ခုလုံးကိုတော့မှာ National Defense အနေနဲ့ရှုမြင်ခဲ့ကြတယ်အဲအကြောင်းမို့အာ you soviet russia တွေကိုသူတွေပြိုင်နိုင်အောင်သူတွေ education system ထဲမှာ science နဲ့ technology เนาะဒီ engineering and math ဆိုတဲ့ဟာတွေကိုဟိုဦးစားပေးပြီးတော့မှာဟော education တစ်ခုလုံးပေါ်မှာသူတို့ကပြောင်းလဲခဲ့ကြတယ် ဒီလိုနဲ့เนาะဒီနောက်ပိုင်း1980 80တဝိုက်မှာเนาะဒီဆိုဗီယက်ရုရှားနဲ့ US တို့ကခိုးလွားလို့ခေါ်တဲ့เนาะစစ်အေးခေတ်မှာเนาะနှစ်နိုင်ငံအကြားတင်းမာမှုပြိုင်ဆိုင်မှုเนาะ ideologically economically စတဲ့เนาะအနှစ်နိုင်ငံတကယ်စစ်တိုက်တဲ့အဆင့်ကိုမရောက်ခဲ့ပေမဲ့အပြန်အလှန်တွဲဝိုက်သောစစ်တွေနဲ့သူတို့ရှင်ပြန်ခဲ့ကြတာကိုဒီနေ့ခေတ်မှာကျွန်တော်တို့ခိုးလွားစစ်အေးခေတ်ဆိုပြီးတော့ကျွန်တော်တို့တွေဟောလေ့လာခဲ့ရတာဖြစ်တယ် ဒီလိုမျိုး US နဲ့ Soviet Russia တို့နိုင်ငံအပြန်အလှန်တင်းမာပြီးတော့ပြိုင်ဆိုင်ရာနေဟောနော် education အပေါ်မှာရိတ်ခတ်မှုကဘာဖြစ်သွားလဲဆိုတော့ဟိုတုန်းက traditional education လို့ခေါ်ရဲပေါ့နော်ဒီလိုမျိုး memorize လုပ်တာဆရာတွေကတင်တာဆက်ရဲ traditional education ပုံစံကနေအာ science math engineering and no ဒီဒီ technology နဲ့ဆိုင်တဲ့အပိုင်းကို education တဖြည်းဖြည်းအာနိုင်ငံတွေကပို့ပြီးတော့မှဦးစားပေးလာခဲ့ကြတယ် ဒီနိုင်ငံဒါမကပဲပေါ့နော်ယူရိုမှာလဲဗြိတိန်တို့ဂျာမန်တို့ကနေနော်နိုင်ငံတွေရဲ့ national curriculum ကပို့ပို့ပြီးတော့မှာပေါ့နော်ဒီ science based နော် engineering based တွေဖြစ်လာအဲ့ဒါကို1990အပိုင်းမှာဒီ educator တွေရပေါ့နော်ဒီ stem ဆို stem stem ဆိုပြီးတော့မှာတည်ဝင်နာမည်လေးတခုပေးခဲ့ကြတယ်အဲ့ဒါကိုကျွန်တော်တို့ဒီနေ့မှာ stem education stem curriculum ဆိုပြီးတော့ကျွန်တော်တို့ ဟောတည်လာရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး education ပြောင်းလဲမှုတွေကသူများနိုင်ငံတွေမှာ1900 6980 90တဝိုင်းကနေဖြစ်လာခဲ့ပြီပဲပေါ့နော်ကျွန်တော်တို့လိုဟောမြန်မာနိုင်ငံမျိုးမှာတော့ကျွန်တော်တို့မတိခဲ့ကြအောင်ဥပမာကျွန်တော်ဆိုရင်ဟော high school တက်တဲ့အချိန်မှာ2000 2008လောက်မှာကျွန်တော်တို့ရဲ့ curriculum ထဲမှာဘာ stem နဲ့တူတာမှဘာမှမရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတွေ ထူးဖြင့်ဒီ East Asia တွေเนาะ ASEAN နိုင်ငံတွေကြည့်မယ်ဆိုဥပမာအာနော်ဒီစင်ကာပူတို့နော်စင်ကာပူတို့ဆောက်ကိုရီးယားတို့တွေနော်ဒီထိုင်ဝမ်နော်ဟောင်ကောင်တို့တွေဆို1990နောက်ပိုင်း2000နောက်ပိုင်းကတည်းကသူတို့ရဲ့ national curriculum ကိုတဖြည်းဖြည်းနဲ့ stem ဆိုတဲ့နော် science technology mathematics and the engineering တွေနဲ့နှိစောင်းသူတို့လုပ်လာခဲ့တယ် တခြားဒီထက်ပိုပြီးနောက်ကျတဲ့ဒီ Southeast Asia နိုင်ငံတွေဖြစ်တယ်เนาะ Philippines ဆို Indonesia တို့ Malaysia တို့ပေါ့ပါเนาะထောင်အာထောင်အာ2000စနစ်73 74တောက်လျှောက်ပါပြုပြင်ပြောင်းလဲမှုတွေတဖြည်းဖြည်းနဲ့เนาะ traditional curriculum ကနေဒီ STEM oriented curriculum တွေကိုသူတို့ပြောင်းလဲခဲ့ကြတယ်အဲ့တော့ STEM curriculum STEM oriented education ဆိုတာဘာလဲလို့ကျွန်တော် မေးစရာရှိတယ်တကယ်တော့အဲ့ဒါကတော့ဘာလဲဆိုတော့ဒီ traditional way of not teaching ဒီလိုဆရာကရှိရတယ်မယ်ကျောင်းသားတွေကရွတ်ဆိုမယ်အလွတ်ကျင့်မယ်ဆိုတော့ traditional learning ကနေ stem education ကဘာကွာခြားလဲဆိုတော့ stem ဘိုင်းမှာကြတော့ဒီကျွန်တော်တို့ student oriented ဖြစ်မယ်ကျောင်းသားတွေက project based เนาะ project based inquiry လို့ခေါ်တယ်ကျောင်းသားတွေက project alike problem solving တွေကို alike နဲ့ ပင်ယူရတာဖြစ်တယ်ဆရာတွေက guide ပေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ STEM ဆိုတာကကြတော့ဒီ science technology engineering and mathematics တွေကိုကျွန်တော်တို့ real world problem လို့ခေါ်ကမ္ဘာမှာလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာအအသုံးချပြီးတော့မှတကယ် education ကိုဥတည်တဲ့ဟာမျိုးဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာကြတော့ဒီ education policy တွေဆိုတာနိုင်ငံအလိုက်လုပ်ရတာမျိုးတွေဖြစ်တယ်။နိုင်ငံအလိုက်နော်အာတီဆောက်ရတာမျိုးတွေဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ individual ပေါ့နော်တဦးချင်းတယောက်ချင်းစီအနေနဲ့ကျွန်တော်တို့မလုပ်နိုင်မလဲ။အထူးသဖြင့်ပေါ့နော်ဥပမာအာစင်ကာပူလိုမျိုးတခြားတိုးတက်တဲ့နိုင်ငံတွေမှာနေတော့နော်အစိုးရကနေမှဒီဒီ national curriculum ကို change သွားပြီးတော့ရနိုင်ပြီပဲ။ဒါပေမဲ့ဒီလိုကျွန်တော်တို့လို့ နိုင်ငံတွေမတူတက်တဲ့နိုင်ငံတွေမှာရှိတဲ့လူတယောက်တွေအနေနဲ့နော်တဦးတယောက်ချင်းစီ individually ကျွန်တော် education ကျွန်တော်ဘယ်လိုလုပ်နိုင်မလဲနော် stem oriented education မျိုးကိုဘယ်လိုလုပ်လို့ရမလဲဆိုတဲ့မေးခွန်းကဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်နိုင်မလဲဆိုတော့ အာကျွန်တော်တို့ဒီတောင်းတူတောင်းသားတွေအနေနဲ့ပေါ့နော်တခုခုလေ့လာတဲ့အခါမှာဒီစာထူးပြန်ဒီ science နဲ့ math ပေါ့နော် science နဲ့ math တွေဆိုတာကကျွန်တော်တို့အာ science နဲ့ math ပြီးရတခါတည်းအလုပ်ရဖို့အတွက်ဆိုတဲ့စိတ်နဲ့လေ့လာရတဲ့ subject တွေတော့မဟုတ်ဘူးပေါ့နော်ဥမာအာမြန်မာပြည်မှာဆိုလဲကျွန်တော်တို့ဟောခစ်တွေကလေးကဒီ math နဲ့ကြောင်းပြီးတဲ့လူရှိနေ physics နဲ့ကြောင်းပြီးတဲ့လူရှိနေဒါပေမဲ့ဒီ math နဲ့ physics နဲ့ကြောင်းပြီးတဲ့လူတွေကိုကျွန်တော်တို့အလုပ်ကင်ပေးဖို့အတွက်ကျွန်တော်တို့မှာ math တွေ physics တွေကို နော်အာ mass နဲ့ fusion ပြီးတဲ့လူကိုအလုပ်ကင်ပေးဖို့တော့ကျွန်တော်တို့မှာ company လည်းမရှိ industry တွေလည်းမရှိဘူးအဲ့တော့အာဒါမှတစ်ဖက်မှာကြာတော့ဒီလိုမျိုးအဲ့လိုပြောလို့ဒီ math တွေ physics တွေနော်ဒီ problem solving based science based learning တွေကိုထားခဲ့ပြီးတော့မှဥမာဆိုပါဆိုလူတိုင်းတင်နေတဲ့ MBA တို့နော်ဒါမှမဟုတ် marketing တို့တွေပဲကျွန်တော်တို့တက်တော့မလားလို့မေးစရာရှိတယ်ဒါပေမဲ့အဲ့လိုလုပ်ဖို့ကြာတော့လေအော်ပြန်စဉ်းစားကြည့်လိုက်တော့လေ အဲ့လိုမျိုးတော့အာလုံးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဥပမာအာဒီတခြားပေါ့နော်ဒီ MBA တို့လို့ဒီလို business နဲ့ဆိုင်တဲ့ course တွေကကြတော့ဘယ်လိုဥပမာပေးရမလဲဆိုတော့ဟိုမှာဒီဒီချစ်ပြုတ်နည်းနဲ့ကြည့်ရမလဲဆိုဥပမာ marketing တို့တခြား MBA တို့ဆိုတာကဟိုမှာထားပါတော့စစ်သားချင်းကြီးဝသားချင်းကြီးကိုသင်ပေးတဲ့အာ subject တွေနဲ့တူတယ်ဆိုတော့ဒီ subject တွေနဲ့ကြောင်းပြီးရဒီ subject တွေနဲ့သင်ယူနေတဲ့ကျောင်းသားတွေကဟင်းတစ်မျိုးကိုတော့ချစ်တတ်တယ် ဒါပေမဲ့တစ်ဖက်မှာကြာတော့ဒီ science တွေ math တွေကကြာတော့သူက foundation တွေဖြစ်တယ်။သူကကြာဘာနဲ့တူလဲဆိုတော့ဥပမာ knee အကြောင်းเนาะ heat အကြောင်းလေ့လာရတယ်တူတယ်။ဆိုတော့ဒီ ဟင်းတမျိုးတွေကိုချက်တက်တာတဲ့ဒီလိုမျိုးအပူအကြောင်းမီးအကြောင်းဒီလိုထွားတဲ့အကြောင်းကိုတကယ်ဖောင်ဒေးရှင်းတွေကိုကျွန်တော်လေ့လာလိုက်တာ ਨੇ နော်ပို့ပြီးတော့မှကျွန်တော်တို့ရဲ့ training ကပို့ပြီးတော့ကကျေပြန့်သွားမယ်ဥပမာအာဟင်းတမျိုးတွေကိုချက်တက်တဲ့လူမဟုတ်ပဲ ਨੇ နော်ဥပမာမျိုးနဲ့ပေးရမယ်ဆိုတော့ဒီ menu တစ်ခုလုံးကိုဖန်တီးတဲ့လူတယောက်ဖြစ်နိုင်ဖို့အတွက်ဆိုတာကဒီနော်ဒီ fundamental တွေကိုကျွန်တော်တို့ကအာတီးဖို့လိုတယ်ပေါ့နော်ဆိုတော့ ဲ့တော့ကျွန်တော်တို့ STEM education ဆိုတာကကျွန်တော်တို့ဒီနေ့မှာတကယ် real world problem တွေကမ္ဘာမှာကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကိုကျွန်တော်တို့က science technology engineering and math ဆိုတဲ့ foundation နဲ့ကျွန်တော်တို့ကဖြည့်ရှင်းနိုင်ဖို့တာကိုတင်ယူတာဖြစ်တယ်။ဒီ subject တွေဆိုတာကသူ့ရဲ့ subject ထဲမှာရှိတဲ့ facts တွေเนาะအချက်အလက်တွေကို memorize လုပ်ရတဲ့ subject မဟုတ်ဘဲနဲ့ ចောင်းតាတယောက်ရဲ့ប៉ុណ្ណោះទ ুই ရဲ့ទ ুই ខសិក្សាពី problem solving skill တွေကိုသင်ပေးရတာဖြစ်တယ်အဲ့တော့ဒီနေ့ခင်ပါလေမိဘတွေအနေနဲ့လဲเนาะចောင်းသူចောင်းသားတွေကိုသားသမီးတွေပြန်လာတဲ့ခါမှာចောင်းမှာအမတ်ဘယ်လောက်ရလဲလို့မေးမဲ့အစားចောင်းမှာဘာပြဿနာဖြေရှင်းခဲ့လဲဆိုတာမျိုးအနေကျွန်တော်စာလို့ရတယ်ဆိုတော့ကျွန်တော်တို့မှလည်းចောင်းသူចောင်းသားနေအနေနဲ့လဲကျွန်တော်ရဲ့ subject တွေမှာကျွန်တော်ယူတဲ့ဘာသာရပ်တွေမှာငါဘယ်လောက်ရတယ်ငါ A ရတယ် B ရတယ်စီရတယ်ဆိုတာကိုမျိုးကိုเนาะမစင်စားပဲနဲ့ ဒီပြဿနာမှာနော်ကျွန်တော်ဘာပြဿနာမျိုးဖြေရှင်းလဲဘာ critical thinking မျိုးနဲ့ဘယ်ဟာမျိုးကိုငါစဉ်းစားလဲငါဘယ်ဟာမျိုး skill မျိုးရလဲဆိုတာမျိုးကိုစဉ်းစားပြီးတော့မှာပေါ့နော်ဒီ STEM oriented education by curriculum ဘိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့မှာဥတည်လို့ရမယ်ထင်ပါတယ်